မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ6ချိန်မှာတုန်းကရှားပေးသွားခဲ့တဲ့ကီအတွင်းအဆက်တွေကိုခုနှစ်ချိန်အတွက်တွင်းနေတဲ့ကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်တုံများနဲ့3ပေါင်း3 3 5အထီးကီမှာတုံညာ၄တိတဲတလုံးပေါ့နော်ခွန်ရှိကိုကီမှာရှေရှောက်ခွန်ခွန်ရရှေရဖြစ်ပါတယ်6တုံများ6 6 6နှစ်မှာရှောက်တလုံးပေါ့နော်6 6 9မှာလည်းအထီးကီရှောက်တလုံး ေကိုရှောင်းနေတဲ့ပြင်မှာတော့အထီးကနေတဲ့လုံးတော်များလေးလေးမှာလေးတဲ့လုံးနေနေတဲ့တဲ့ပြင်မှာတည်ရနေရဖြစ်ပါတယ်။ရှင်းလေးတော့ပြီးတော့ဒီမှာရှင်းလျှောက်တော့ပါတော့။ပြီးရင်နေတော်များကူမှာကတော့အထီးကနေရတော်များရဖြစ်ပါတယ်။ခွန်ခွန်ကူတဲ့ပြင်မှာအထီးက9တဲ့လုံးချပေးသွားခဲ့တယ်။900တဲ့ပြင်မှာလည်း9တဲ့လုံးပဲပေါ့နော်။3ခွန်ခွန်မှာလည်းခွန်ရှိကိုလေးတဲ့ပြင်မှာလည်းရှင်နဲ့ကိုနဲ့ငါးလျှောက်သုံးတဲ့ပြင်မှာတော့အလျှောက်သလုံးပေါ့နော်ဒီပြီးခရေတစ်ပါးလျှောက်ချိန်မှာတော့ငါးလျှောက်ခွန်အထီးကြီးမှာဆိုရင် သူက68ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ96ခွန်အထီးကြီးတဲ့ကအထီးကြီး6သလုံးကဒိတ်စီနေရာမှာရှားပေးသွားခဲ့ပြီးတော့နောက်ထပ်အထီးကြီး9သလုံးကြာတော့အပိတ်နေရာမှာရှားပေးသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဒွန်နီကဆက်ပြီးပေးနေဆက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ခုနှစ်ကြိမ်အတွက်ဆက်ပြီးသွားလို့ရတယ်ပေါ့နော်၆ကတော့ဒိတ်စီနေရာမှာခုနှစ်ကတော့အပိတ်နေရာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ခုနှစ်ကြိမ်အတွက်က68ခွန်ကို မူတည်ပြီးတော့ထပ်ပြီးလေလာကြည့်မယ်ပေါ့နော်။ရှောင်းရှေခွန်စတဲ့အတွက်သူရဲ့ယူရဲနီကအလေထိန်ဒီကနေ့နှလုံးပေါင်းပေးရတာဖြစ်ပါတယ်။ဆိုတော့ရှောင်းရဲ့ရှေရဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့14ရာတယ်ပေါ့နော်။14ဆိုတဲ့အတွက်၄၅၆အထီးကြီးရမှာဖြစ်ပါတယ်။ဒီခုနှစ်ချိန်မှာတော့ကျွန်တော်တို့ဒီ20တခုက20အရာပေါ့နော်။၄၅၆အထီးကြီးဆိုပြီးရတာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အနေနဲ့ ျွန်တော်တို့ဒီဟာလေးပေါ့နော်ဒါလေးကတော့ပင်ရှင်ဖြစ်ပါတယ်ခွန်ရှင်ကိုကြီးမှာကိုခွန်ကိုတင်းနေတုံးကြီးမှာတုံများလျှောက်တုံးတုံးတလုံးအပိတ်ညာကချပေးသွားခဲ့တယ်ပေါ့နော်နောက်ထပ်ခွန်ရှင်ကိုကြီးမှာလည်း395ကိုအလေထိန်ချပေးသွားခဲ့တယ်ပေါ့နော်6614817896ဒါသူချပေးသွားခဲ့တဲ့ဟာလေးတွေဖြစ်ပါတယ်9393336 3431 669 6362 665ပြီးတော့ကျွန်တော်ဒီကိုရှောင်းနေတပင်မှာအထီးကီကိုတလုံးပေါ့နော်နေနေတဲ့၈၄၃၈၆၃၄၃မြကို၇၇ကို၇၃၃မြက်၃၇၈၉၄၅၆၃ဒီခရဘတီမှာလေ၅၆၇အထီးကြီးစုပြီးရတယ်ပေါ့နော်၆၈၇ဆိုတဲ့အတွက်ကြောင့်မို့တွင်နီမတူပေမဲ့ဂျင်တို့ကြီးရတာရှင်းတူတယ်၆တလုံးကအထိနေရာမှာ၇တလုံးကအပိနေရာမှာဆိုပြီးတော့ကြီးနှလုံးစလုံးရှားပေးသွားခဲ့တယ်ပေါ့နော်ကျွန်တော်တတန်းတလုံးကတော့ ဒီမှာကီးနှလုံးစလုံးအပြင်ချပေးသွားခေတာဖြစ်ပါတယ်။ဒီအပင်ပေါင်းအဖြစ်40နဲ့ချစ်ချိန်ချပေးသွားခေပြီဖြစ်ပါဖြစ်ပါတယ်ပေါ့နော်။ဒါလေးကတော့သူရဲ့ယူရနီဖြစ်ပါတယ်။ဒီရှိကုန်တဲ့ချိန်ပေါင်းမယ်ပေါ့နော်။ခွန်3.27တိတိပေးရမယ်။တင်းတဲ့ချိန်ကနေ့ဆိုတဲ့အတွက်နေ့ရမယ်။6ရက်9ရက်ထပ်ပေါင်းရတာဖြစ်ပါတယ်။ ရှင်းနဲ့နှစ်ပေါင်းရှင်း30ရမယ်တင်းနဲ့9ပေါင်း30ရမယ်ဒီမှာ6တလုံးကြံတဲ့အတွက်ကြောင့်မို့ရှောက်ခွန်ရှိအထီးကြီးဆိုပြီးယူထားတာဖြစ်ပါတယ်ဒီရှင်းကိုလေးတပြားနေတွဲလိုက်တာပေါ့နော်နောက်ထပ်တစ်ပြည့်မှာသူချပေးသွားတာက963ဆိုတဲ့အတွက်အထီးကြီး6တလုံးအလေးထည့်နေရကရှားပေးသွားခဲ့တယ်ပေါ့နော်6ခွန်ရှိကီးမှာ963ဆိုပြီးဒီမှာရှင်းပြပေးထားတယ်ပေါ့နော်ထပ်ပြီးတော့ဒီ96ခွန်ကီးထားရတာလေးရှင်းပြပါမယ်ခုနှစ်ကတစ်ကြိမ် ဒီလေက3ချိန်ဆိုတဲ့အတွက်7နှစ်ပေါ့နော်7နှစ်ကို2ပဲယူမှာဖြစ်ပါတယ်9နှစ်ချိန်ပေါင်းရှင်14ကိုအနောက်က4ပဲယူမယ်3နဲ့9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ9နဲ့3ပေါင်းရှင်30ယူမယ်ပေါ့နော်2နဲ့4ပေါင်းရှင်က6ရမယ်6ကို9ပေါင်း15ဆိုတဲ့အတွက်ကြောင့်မို့9 6ခွန်အထီးကြီးဆိုပြီးပြီးခဲ့တဲ့ဘက်မှာ9 6ခွန်ကြီးရခဲ့တာဖြစ်ပါတယ် โอเคသူချပေးသွားတာက68ခုနှစ်ဆိုတဲ့အတွက်ကြောင့်မအထီးကြီး6ရဲ့ခုနှစ်ရဲ့ကီးနှလုံးစလုံးချပေးသွားခဲ့တယ်ပေါ့နော်။ငါးချခွန်ကိမှာ68ခွန်ဆိုပြီးဒီမှာရေးပြပေးထားတာဖြစ်ပါတယ်။ဒါဆိုခုနှစ်ကြိမ်အတွက်အဲ့ဒီ20အတိုင်းပဲဆိုရင်တော့ကျွန်တော်ဒီ6ကိုတစ်ကြိမ်ယူရမယ်ပေါ့နော်။ပြီးရင်၄ကို3ကြိမ်ယူထားတဲ့အတွက်ဒီအောက်ကတစ်ကို3ကြိမ်ပေါင်းရှင်း3၊တုံများနဲ့ကြိမ်3ညာဒီ6နဲ့9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ဆိုတော့အရှိက6နဲ့3ပေါင်းရှင်း900မှာဖြစ်ပါတယ်။ နောက်ထပ်ဒီ6ရက်9ရက်ပေါင်းရှင်ဟာ55ဆိုတဲ့အတွက်အရှိက9နဲ့9နဲ့ပေါင်းရှင်14ရက်တွေအတွက်ကြောင့်မို့ကျွန်တော်တို့၄၅6အထီးကီးဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်โอเคခုနှစ်ကြိမ်မှာအထီးကီးတွင်းနည်းအရာအလင်း၅၆ကီးဖြစ်ပါတယ်၄၅၆ကီးโอเคဒါဆိုရင်ခုနကကျွန်တော်တို့ဒီမှာအလေထိန်တန်းနှလုံးပေါင်းလိုက်တာ ਨੇ ကနန်းရာဒါရှင်းတူပြန်ပြီပေါ့နော်ဒီမှာလေး၄၅၆ပြီးခရီးတစ်ပတ်မှာလေး၅၆ခွန်၅၆ခွန်ဒီတစ်ပတ်မှာလေး၅၆လေး၅၆လေး၅၆ဆိုပြီးတော့အဲ20မတူပြမဲ့ကနန်းရာဒါရှင်းတူနေတာဖြစ်ပါတယ်ပေါ့နော်ခုနှစ်ချိန်မှာအထီးကီတန်းရဲ့အရာ၄၅၆အထီးကီဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်အထီးကီထပ်ပြီးပြပေးမယ်ပေါ့နော်။ဒီဟာလေးဖြစ်ပါတယ်။ဒူလေးပင်ရှိပေါ့နော်။တုံမြား၄၅ကီမှာတုံမြား၄တိအကြိမ်20ကောင်နေစာပြီးတော့ပြပေးထားရှင်းဖြစ်ပါတယ်။ 6ဒုံများ6 66နဲ့665 9နဲ့မှာ9တလုံးဒုံများလေးလေးမှာဒုံများတလုံးပေါ့နော်ဒီနေ့တိ104ဒုံပင်ရှိဖြစ်ပါတယ်ကွန်ကွန်ကိုခုနှစ်ရာ3008 96 56တုံးပြီးခဲ့တဲ့တပတ်ကျွန်တော်ဒီမှာရှင်းနေ3အထီးကြီးဖြစ်ပါတယ်ပေါ့နော်68ခုနှစ်ဆိုရတဲ့အထီးကြီးရှင်းတဲ့လုံကအလေးထိန်နေရကခြားပေးသွားခဲ့တယ်ပေါ့နော်โอเคဒီ20ကိုထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ ယူဒဲနီကဒီအလေကတင်းနေချိန်ပေါင်းရှင်းနေဖြစ်ပါတယ်တင်းနေ3ပေါင်းရှင်းက၄9နဲ့3များနဲ့ပေါင်းရှင်းကဒီတစ်ကတစ်ချိန်6နဲ့2နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ချီရင်ဝယ်ပေါ့နော်၄တစ်က9 9နဲ့ပေါင်း30 2နဲ့6ပေါင်း30ဆိုတော့3များကိုပုံသေး4နဲ့ပေါင်းရှင်း4ကိုတစ်တူ5 3များ5အထိကိမှာ963ဆိုတဲ့အတွက်အထိကိ5တလုံးထိနေရကအချပြေးသွားတယ်ပေါ့နော် ဒါကြောင့်မို့တော်များလေးငါကီးမှာ963ဆိုပြီးတော့ဒီမှာရေးပြပေးထိုက်တယ်ပေါ့နော်ထပ်ပြီးတော့73ကီးရတာကိုထပ်ပြီးပြန်စစ်ပေးမိမယ်ပေါ့နော်ခုနှစ်နှစ်ချိန်ပေါင်းတာ74 96က74 99က16ခုနှစ်ကတစ်ချိန်9နှစ်နှစ်ပေါင်းတာက73ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်4 6ပေါင်းချင်း30 4 9ပေါင်း73 3 3ပေါင်း2ဆိုတော့ကျွန်တော်ဒီမှာတခုခုနက73ပေါ့နော်ကျွန်တော်ဒီအလေးထိုင်ကတင်းနှစ်ခုနှစ်ချိန်ပေါင်းရမှာဖြစ်ပါတယ် ကျွန်တော်ခုနှစ်ကုန်နှစ်ချိန်ပေါင်းမိသွားတဲ့အတွက်ကြောင့်မို့ပေါ့နော်။ဒါဆိုရင်၅နှစ်ချိန်ပေါင်း30ပေါ့နော်။ဒီခုနှစ်မှာမဟုတ်ဘူးပေါ့နော်။၅နှစ်ချိန်30ကျွန်တော်ယူတာအနောက်တစ်ခုယူထားတဲ့အတွက်ကြောင့်မို့ဒီမှာပေါင်းရှင်း800မှာဖြစ်ပါတယ်ပေါ့နော်။တေး6ပေါင်း30ခွန်10ပေါင်း8 8လေးပေါင်း7နှစ်တော့ရှင်းနေတော့ကိမှာ68ခွန်ဖြစ်ပါတယ်ရှစ်အလေထိန်ကရှားပေးသွားတယ်ဗောနော်ဒါကြောင့်မို့ဒီမှာရှင်းနေတော့ဆိုပြီးပြီးခရီးတစ်ပတ်မှာဒီဟာလေးရေးပြထားတာဖြစ်ပါတယ် โอเคဒါဆိုရင်ဒီခုနှစ်ချိန်ကတော့ဒီအလေက6နှစ်ချိန်ပေါင်း7နှစ်63ပေါင်းရှင်း9နှစ်3ညနဲ့ပေါင်းရှင်း9နှစ်3ညတစ်ချိန်6ရက်2ရက်ကရှင်းဖြစ်ပါတယ်နင်းနဲ့ရှင်းပေါင်း39ခုက16ဆိုတဲ့အတွက်ကြောင့်မို့6ခုချင်းရမှာဖြစ်ပါတယ်ဗောနော်ဟို sorry ဒီ6ကို4နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်ဗောနော်6ကို4နဲ့ပေါင်းတော့30ဖြစ်ပါတယ် တုံများကိုတည်တိုးတာက1 6တုံများတိကီရောင်မှာဖြစ်ပါတယ်6တုံညာတိအထီကီဖြစ်ပါတယ်ဗောနော်တွင်းနည်းအရာဖြစ်ပါတယ်ခေတာဆိုရင်ကျွန်တော်တို့ခုနကကီနဲ့ထပ်ဖြည့်လိုက်မယ်ဗောနော်5 6ကီရဲ့6တုံများတိကီရဲ့ဆိုတော့ကျွန်တော်ဒီမှာ6တလုံးတူနေတယ်ဗောနော်လုံးပိုင်း6လေးရှိတယ်ဗောနော်အဲဆိုရင်နောက်ထပ်ကီတစ်ခုထပ်ကြည့်အောင်ဒီကီကတော့ဒီ693 593 ား3များလေး9 3များ3 3 6တပြင်းမှာဖောက်တယ်ပေါ့နော်3များလေး7 6ခွန်ကနေထပ်ပြီးတော့တောက်6ကိုထပ်ပြီးပေးနာခဲ့တာဖြစ်ပါတယ်63မြစ်တော်များကိုခွန်ခွန်ကိုပေါ့နော်ပြီးရင်ဒီမှာ900 900တပြင်းမှာခွန်80ကီးဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်တို့တကွယ်ကောင်း5 9 3ဒီ ကျွန်တော်80စိတ်ကီလွတ်သားတယ်လို့ကျွန်တော်ပြောထားတယ်ပေါ့နော်ဒီမှာ80စိတ်ကီမှာတော့ခွန်ရဲ့ချစ်ရဲ့ဆိုပြီးကီနှလုံးစလုံးချပေးသွားခဲ့တယ်ပေါ့နော်ဒီအတွက်နေ့အစိုက်ကိုထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်အချိန်အပြည့်20နဲ့3ပေါ့နော်တပင်ပြည့်အချီတယ် Okay ဒါဆိုရင်ကျွန်တော်ဒီမှာ669ဖြစ်ပါတယ်669ပြီးရင်68ခွန်ပေါ့နော်68ခွန်36ဖြစ်ပါတယ် တုံး6ဆိုတော့ကျွန်တော်တို့ယူတဲ့နေ့အရာဒီ6ခုနှစ်ကြိမ်ဒီ6ခုနှစ်ကြိမ်3ခုနှစ်ကြိမ်အနောက်က9နှစ်ထပ်ပေါင်းရတာဖြစ်ပါတယ်6နှစ်ကျင်းစနစ်နည်းနည်းနည်းပေါင်း၄ပေါ့နော်3နှစ်ခွန်ပေါင်း33တလုံးရမှာဖြစ်ပါတယ်ဆိုတော့လေ3ပေါင်းရှင်း9ဆိုတဲ့အတွက်အပြီးခဲ့တဲ့တပတ်လိုမျိုးပဲခွန်8 3များအထီးကီးဆိုပြီးရတာဖြစ်ပါတယ်ပေါ့နော်တွင်နည်းအရာခွန်8 3များအထီးကီးရမှာဖြစ်ပါတယ် ခွန်ချစ်တုံညာဒါဆိုရင်ကျွန်တော်ဒီမှာကီတုံမျိုးပေါ့နော်ကီလေးမျိုးမှာ၄၅လျှောက်ကကီတူနေတယ်လျှောက်တုံညာတင်မှာတော့ကျွန်တော်၄၅၆နဲ့ခွန်ချစ်တုံညာနဲ့တွဲရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်လျှောက်လုံးပိန်ရှိတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကျန်းမာစိတ်ချမ်းသာပြီးတော့ကောင်းကျိုးလိုရင်းဆန္ဒအပြည့်စုံကြပါစေ။ ကကြီးတုံးပါကျော်လွားနိုင်ကြပါစေခမညာ